chaos must reign. I'm putting the hatchet down? I was raised to believe in grace. Ah! But I was also raised ah! to believe in retribution. Ah! ရအောင် Stone X မှာကျူစုပါရယ် Daddy Bob Bonagan Show အတွက် Episode 2မှာပါရယ်မြင်ခဲ့ရလဲ Villain The Muse အပြင် Panisher ကိုဘယ်လို set up လုပ်သွားလဲဆိုတာကိုဒီဗီဒီယိုမှာရှင်းပြပြီးသွားမှာဖြစ်ပါတယ်ပြီးတော့ Promotion အကြောင်းကိုဗီဒီယိုတစ်ဝက်နဲ့နောက်ဆုံးမှမှထည့်နေကြဖြစ်လို့လွတ်လွတ်သွားရယ်ဆိုရယ်ဆရာရယ်အတွက်ရှေ့ဆုံးမှာထည့်ပြောပေးလိုက်ပါတယ်အခု Daddy Bob Bonagan Show ကိုကြိုက်ကြရတဲ့သူတိုင်းက Comic ထဲမှာ Kingpin ကမျိုးတော်ဝင်ဘယ်လိုဖြစ်လာလဲဆိုတာကိုသိချင်ကြရတဲ့သူတွေအခုလို Daddy Bob နဲ့တင်မဟုတ်ပဲနဲ့ Kingpin က Avengers တွေနဲ့ပါဘယ်လိုချလဲဆိုတာကိုသိချင်ကြရတယ်ဆိုရင်တော့ Double Strain Comic ကိုရှေ့ဆုံးစာမျက်နှာကနေနောက်ဆုံးစာမျက်နှာ ာအထိအသေးစိတ်အတန်နဲ့ရှင်းပြပေးထားတဲ့ဗီဒီယိုတွေကို50% off 2000ကျပ်တဲ့နဲ့ comment နဲ့ description မှာချပေးထားတဲ့ Telegram channel link တွေကနေအမြန်ဆုံးလာရောက်အားပေးနိုင်ပြီဖြစ်ပါတယ် and as always guys ဗီဒီယိုလေးကိုကြည့်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းကြရဲဆိုရင်တော့ဗီဒီယိုတွေတက်လာတဲ့အခါ US VPN လေးခံပြီးရကြည့်ပေးကြဖို့ရဲတက်လာတဲ့ကြော်ညာလေးတွေကိုစောင်းအောင်ထိကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်အခုကတော့ intro လေးပြီးရင်စလိုက်ရအောင် I am vengeance. I am the night. I am Batman. โอเคกิมเปิงကမေယာလုပ်ဖို့အတွက်ကမ်ပိန်းမှာတော့ကင်းပိန်ဘက်ကနေပြီးတော့စိတ်ဝင်စားစရာ character တချို့ကိုတွေ့လာရပါတယ် normally ကင်းပိန်ရဲ့အနားမှာကင်းပိန်လိုမျိုးဆုပ်ဆုပ်ရွတ်ရွတ်စိတ်နဲ့ Wilson ဆိုတဲ့ character ရှိတယ်ဆိုတာကိုသိကြမှာပါဒီတစ်ခါတော့အဲ့ဒီနေရာကို Back Cashman ဆိုတဲ့တယောက်ကဝင်လာခဲ့ပါတယ် comic ထဲမှာဆိုရင် Back Cashman ဆိုတာက Deadpool 1988ခုနှစ် comic မှာစာမိတ်ဆက်ပေးခဲ့တဲ့ Bullet ဆိုတဲ့ villain ဖြစ်ပါတယ် and next ဆရာကြီး Tony Soprano ရဲ့သားဖြစ်သူကဒီ show မှာဆိုရင် Daniel Blake အဖြစ်ပါလာခဲ့ပါတယ်သူဒီ social media ကိုနားလဲတဲ့ကင်းပိန်ဘက်ကထောက်ခံသူအဖြစ် ြစ်တွေ့ရပြီးတော့ trailer ရပို့ပြီးတော့ကြံတန်းတဲ့ bad news ကိုလည်းရောက်သွားနိုင်ပါတယ်ဒီ episode ရဲ့နောက်ပိုင်းမှာဆိုရင် king ping ကသူ့ဒီတစုံတစ်ယောက်ကို mentor စံပြဆရာအဖြစ်တပည့်မွေးဖို့အတွက်ကြိုးစားခဲ့ပေမဲ့သူ့ကိုတနက်နေ့ပဲပြန်ဖြစ်သွားကြောင်းကိုပြောပြလာပါတယ်ဒါဒီ hawkeye show အစုံမှာသူ့ရဲ့မျက်လုံးကိုပစ်သွားခဲ့တဲ့ echo ကိုညင်ညွန်းခြင်းဖြစ်ပြီးတော့ echo ကစိတ်ရင်းကောင်းတာကြောင့် king ping ကဖြတ်စည်းလို့မရဖြစ်သွားခဲ့ပေမဲ့အခု daniel blake ကတော့သူ့နဲ့ style တူပဲဆရာမန်တပည့်မန်တွေ့ပြီးတော့ daniel ကိုပို့ပြီးတော့ဆိုးလာအောင် king ping ကလုံနိုင်လိမ့်မယ်လို့ထင်ပါတယ် show ဒီစပြီးတော့ wilson face ကမေယာလို့ ုပ်တော့မယ်ဆိုပြီးတည်င်းနေထွက်လာနေတဲ့ကမတ်ရဲ့အကြအယုံနဲ့အမြဲပဝင်းခြင်းကလူတွေရဲ့ reaction တွေပြောဆိုပုံခံစားပုံတွေကိုပြပြနေတာကလည်းတော်တော်လေးမိုက်ပါတယ်မတ်ကို Dr. Heather Glenn နဲ့အတူ coffee ဆိုင်မှာတွေ့တာကိုပြလာခဲ့ပါတယ်ဒီ character ဒီ Daddy Boy 1985 comic မှာစပါခဲ့သူဖြစ်ပြီးတော့ comic ထဲမှာတော့ Daddy Boy ကိုစိတ်ဝင်စားတဲ့လူချမ်းသာမိသားစုကစီးပွားရှင်စော်လေးတပွေဖြစ်ပါတယ်ဒီ show မှာတော့ therapist တယောက်အနေနဲ့စာရေးသူတယောက်အနေနဲ့ပါနောက်ပိုင်း villain the muse campaign တို့နဲ့အတူထဲထဲဝင်ဝင်ပတ်သက်သူအဖြစ်ပါဝင်လာနိုင်တယ်လို့ပါဝင်ထားတဲ့နောက်ထပ် reason င်ကတော့ကိုကြိတ်ကြီးကြိတ်ဖို့အတွက်တရောက်လိုအပ်လို့ဖြစ်ပါတယ်နောက်တစ်နေ့မှာ Matt ကကင်းပင်မမျောလင့်ထားတဲ့ပုံစံနဲ့အောက်မှလာတွေ့ခဲ့တယ်ဂျားထဲမှာလွတ်သွားခဲ့တဲ့အရာတွေကို catch up လုပ်ဖို့ချဖို့လိုတဲ့စီမင်းတွေကိုချဖို့ပေးဖို့လိုတဲ့သတိတွေကိုပေးဖို့အတွက်ဒိုင်နာတစ်ခုစီကိုဦးဆောင်ပြီးတော့ခေါ်လာလိုက်ပါတယ်ဒီစင်းနဲ့ပတ်သက်ပြီးတော့ထူးခြားတာတစ်ခုကဒီ conversation ကို creepy ဆန်ဆန်ဟိုးအပြင်ကနေပြီးတော့ချောင်းတောင်းတောင်းအလဲကနေပြီးတော့ရက်ကြည့်နေတဲ့သူတူရှိခဲ့ပါတယ် maybe ဒါကရိုက်ခွင်းဆိုပြီးတော့ဒီတိုင်းရက်ကြည့်နေတဲ့ပရိသတ်တူဖြစ်နိုင်ပါမယ် remember မြို့ထဲမှာဆိုရင်ကင်းပင်ကိုဆွဲလန်းနေပြီးတော့ကင်းပင်ရဲ့ပုံတွေကိုပတ်ဆွဲနေတဲ့ချောင်းတောင်း ောင်းတောင်းတမျိုးဆိုတဲ့ကောင်ကဒီ show အတွက် main villain ဖြစ်ပါဝင်လာမှာလည်းဖြစ်ပြီးတော့အခုလည်းဒီကောင်ကပဲ Kingpin နောက်လိုက်လာပြီး Kingpin ကို stalker လိုက်နေရမျိုးဖြစ်နိုင်ပါတယ် episode 2ကတော့ mainly white tiger ကိုဥတီထားပြီးတော့အစမှာဆိုရင်လေသုံးသွားတဲ့ white tiger သေယုတ်ဆောင်အတွက် memorial လေးထည့်ပေးထားတာကိုတွေ့ရပါတယ်သေယုတ်ဆောင်ဒီ2023ခုနှစ်မှာ cancer ရောဂါနဲ့သေဆုံးသွားခဲ့တာပါ and marvel studios ကကြားထဲမှာ reshoot တွေအများကြီးလုပ်ခဲ့တာတောင်မှအခုလိုသေဆုံးသူစီကနေပြီးတော့လူယူလိုက်လို့မဖြစ်အောင်အတွက်ထည့်သွင်းပေးထားတာနဲ့ဇလန်းကိုရှေ့နောက်လုံးဝမလွတ်သွားရအောင် seamless edit လုပ်ထား ရာတွေကလည်းတော်တော်လေးချီးကျူးဖို့ကောင်းပါတယ်ဟက်တာအယာလာ AKA White Tiger ကဒီသူရဲ့ hero လုံးမနေချိန်မှာလူတယောက်ကိုအနိုင်ကျင့်နေတာတွေ့ရတဲ့အတွက်ဝင်ကူညီပေးရင်းနဲ့လူရန်ကားတွေကတယောက်ကတေသွားတဲ့အချိန်မှာဒီကောင်တွေကရဲဖြစ်နေမှန်းကိုသိလိုက်ရပါတယ်ဒီကောင်တွေကရုတ်တရက်ကြီး Hector ကိုတိုက်ခိုက်တာကြောင့်ကောအဆုံးမမြင်ရတလို့ဒီကောင်တွေစီမှာဆိုရင် Punisher logo တွေရှိနေတာကြောင့်ကော maybe Hector ကိုတမင်မဲ့ထောင်ပန်းခဲ့တာများလားဒီကိစ္စရဲ့နောက်ကွယ်မှာ Kingpin ရှိနေမလားဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ White Tiger ဆိုတဲ့ character ကို1985ခုနှစ်မှာစာမိတ်ဆက်ပေးခဲ့ပြီးတော့သူဒီကြားသားတော်များဆိုတဲ့ သူတွေစီကမော်အမ်မြူလက်၃ခုကိုရှာတွေ့ခဲ့ပြီးမှမိသားစုစင်ဆက်လက်ကမ်းပြီးတော့ white tiger ဆိုတဲ့နာမည်နဲ့လူတွေကိုကာကွယ်ပေးနေသူဖြစ်လာခဲ့ပါတယ်။အခုသူရဲ့ case ကို mat ကရှေ့နေအဖြစ်ဂိုင်တွေ့တော့မယ်။တပတ်မှဆိုရင်လည်း mayor ကလက်မှတ်တစုံတူးကိုထိုးထားတဲ့ဒဏ်ရာတွေရှိနေစေဖြစ်ပြီးတော့ပထမဦးဆုံးမျိုးတော်ဝင် statement ပါတယ်။တနတ်တွေနဲ့ပတ်ရန်နေတဲ့လူချမ်း Punisher ၊ Pingu ဝစ်စုံနဲ့ရှောက်ပြေးနေတဲ့ငကြောင်း Spider-Man ၊ Daily World တို့ဆိုပြီးတော့ call out လုပ်ပြီးတော့လူတွေနဲ့ hero တွေကြားမှာကာစီးနေမဲ့စိတ်တစ်ခုကိုထည့်ပေးလိုက်တာကိုတွေ့ရပါတယ်။ vigilante who wears a skull on his chest or a man who dresses in a spider outfit. I don't know about you guys, but ကျွန်တော်အတွက်တော့ပထမအဆုံးအကြိမ် MCU Kingpin က MCU Spider-Man ကိုမန်ရှင်းသွားခဲ့တဲ့အပေါ်တော်တော်လေးပြောလိုက်မိပါတယ်။ Kingpin ဆိုတာဒီ Spider-Man iconic villain တစ်ကောင်ဖြစ်ပြီးဒီကြိမ်လောက်တော့အခု Kingpin နဲ့ Spider-Man တို့ခြားကြတာကိုမြင်ရဖို့အတွက်မျှော်လင့်မိပါတယ်။ Daniel ကမျိုးထဲမှာ interview တွေပတ်မင်းနေတဲ့ရေပန်းစားနေတဲ့ PP သတင်းဌာနကို Kingpin နဲ့ interview ဖို့အတွက်ချိတ်ဆက်ပေးခဲ့ပါတယ်။ Dan VC သူ့ရဲ့နာမည်က BB Urik ဖြစ်နေပြီးတော့ Marvel Comics မှာ နာမည်အကြီးဆုံးသတင်းတောက် character ဖြစ်တဲ့ Banurik ရဲ့သူမဖြစ်တယ်ဆိုတာကိုတွေးလိုက်ရပါတယ်။ Banurik လို့ကင်းပင်ရန်ပြောလိုက်တဲ့အချိန်မှာလက်တစ်ချက်တွန်သွားတယ်ဆိုတာကိုလည်းတွေးရမှာပါ။ဘာလို့လဲဆိုတော့ season 1ထဲမှာသူကိုယ်တိုင်ပဲ Banurik ကောင်မလေးရဲ့ဦးလေးဖြစ်သူကို level ညစ်တက်ဖြစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ Maybe ဒီမှာလည်းသူရဲ့ဦးလေးအတွက် justice ကိုရဖို့ BB ကကင်းပင်နာကတ်လာတာလာကြိုးစားတာမျိုးဖြစ်နိုင်ပါတယ်။ And Dr. Glenn ရဲ့စာအုပ်မိတ်ဆက်ပွဲမှာတော့ခန့်ကြောင်ကြောင်ကောင်လေးတယောက်က therapy session လာတောင်းတာကိုတွေ့ရပါတယ်။သူက Wednesday show ထဲမှာ Tyler အဖြစ်မြင်ဘူးကြလောက်ပြီးတော့အဲ့ဒီထဲမှာလည်း psycho character character ပဲဖြစ်ခဲ့တဲ့အတွက်ဒီမှာဆိုရင်လည်း the muse ဆိုတဲ့ villain နေရာကနေပြီးတော့ပါလာဖို့ဖြစ်နိုင်ပါတယ် and credit မှာတော့သူ့ရဲ့နာမည်ကို bastian ဆိုပြီးတော့နာမည်ပေးထားပါတယ် comic ထဲမှာဆိုရင် villain the muse ကဘသူဖြစ်ပါတယ်ဘာနာမည်ပါဆိုပြီးတော့ပြောထားခြင်းမရှိလို့သူဒီလူတွေရဲ့သွေးတွေကလီစာတွေနဲ့အလားအပ mural ကြီးတွေပကြီကားတွေအနုပညာကြီးတွေကိုဖန်တီးသူ psycho တူဖြစ်ပါတယ်တစ်ဖက်မှာတော့ detective cherry က hector ရဲ့အိမ်ကိုဝင်မွေပြီးတော့ white tiger ဝစ်စုံနဲ့ power တွေရလာစေတဲ့ amulet တို့ကိုတွေးလိုက်ရပါတယ်စိတ်ဝင်စားဖို့ကောင်းတာကဒီအခန်းထဲကနိုင်ရန်ပေါ်မှာဆိုရင် hector ဲ့သမီလို့ယူဆရတဲ့သူဒါမှမဟုတ် Hector နဲ့ somehow ဆက်ဆက်နေမဲ့သူတူရဲ့ဓာတ်ပုံကိုတွေ့လိုက်ရပါတယ် maybe ဒါက comic ထဲမှာ female white tiger က aka Eva အရာလာဖြစ်နိုင်ပြီးတော့အခု Hector C ကနေပြီးတော့ white tiger ဆိုတဲ့နာမည်ကိုစက်ခံမဲ့သူမျိုးဖြစ်နိုင်ပါတယ်အဲ့ဒါပြီးမှတော့ Kingpin ကိုသူ့ရဲ့စိတ်အမှန် villain ပုံစံအနေနဲ့ရဲချုပ်ကိုချင်းချောက်ပြစ်လိုက်တာကလည်းစောက်ရမ်းလိုက်ပါတယ်ပထမရက်မှာရဲချုပ်က Kingpin ကိုဖောင်းသွားပြီးတော့နောက်နေ့မှာသူကိုယ်တိုင်ပဲလာပြီးနှုတ်ထွက်စာလာတင်ရတယ်ဒါပေမဲ့ Kingpin ကအလောက်နဲ့မချိနဲ့သေးဘူး sandwich ကိုစားပြတယ်ရဲချုပ်ရဲ့တိတ်တိတ်ပုံမိမနဲ့ ตาရဲ့ပုံကိုပြပြီးတော့မင်းရဲ့ตาကိုဆန်ဒွိချ်လိုစားပြမယ်ဆိုပြီးတော့ချိန်ချောက်လိုက်ပါသေးတယ်။ Mike က White Tiger အမှုအတွက်တူဒီတော်မျက်မြင်သက်တွေကိုလိုက်ပြီးတော့ရှာတယ်။နောက်ကနေပြီးတော့ Stock Line နဲ့အိမ်ကိုရှာတွေ့သွားခဲ့ပါတယ်။ Betty ကိုရဲစိုးတွေကလည်းလက်စဖြောက်ဖို့အတွက်လာနေပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့နှစ်စိုးကနိုးထဖို့အတွက်လမ်းကိုဒါဆိုက်ရောက်လာခဲ့ပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကရဲရဲ့လက်မှာ Punisher logo ပုံစံမျိုးကိုတွေ့ရတယ်လို့ logo ရဲ့အပေါ်မှာ American အလံပုံစံမျိုးထည့်ထားတာကိုတွေ့ရပါတယ်။ Set Photo တွေနဲ့ကြားထားရတာတွေအရရဲရဲထဲမှာပဲ Punisher ကိုတလွဲကိုကိုယ်အာ ိုက်ဒေါ်ထားပြီးတော့ vigilante ရေကိုလိုက်ရှင်းမဲ့အဖွဲ့တစ်ဖွဲ့ရှိလာလိမ့်မယ်သူတို့ကို cool north ဆိုတဲ့ committee ထဲကအချင်းပြက်ရေကဥဆောင်မယ်ဆိုပြီးတော့လည်းကြားထားရပါတယ် trailer ထဲမှာ banisher ကိုမြင်လိုက်ရတာကလည်း yes scan ထဲမှာပုံစံမျိုးပဲဖြစ်တဲ့အတွက်ဒီကောင်နေနဲ့ပဲချိတ်ဆက်ပြီးတော့ banisher ကပါလာမှာဖြစ်နိုင်ပါတယ် mad ကအစကတော့အထူးခံနေသေးတယ်ဒါပေမဲ့အခုလိုမျိုး high profile ရှင်းနေတယောက်ကိုတော့တပ်ပစ်ဖို့အတွက်ဝင်မလေးဘူးကြမ်းနေတယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့နတ်ဆိုးကနိုးထားဖို့အတွက်ဖြစ်လာခဲ့ပါတယ်အခုတိရုပ်ဆောင် charlie cox ရဲ့ deriver version က banaflex deriver နဲ့ကောတခြား deriver တွေနဲ့ မတူဘဲနဲ့ကွဲထွက်နေစေတာကရှေ့စီစဉ်တွေမှာလည်းမြင်ခဲ့ပုံနဲ့သူ့ရဲ့ဒေါသထွက်တဲ့ပုံစံထထအော်တဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။ ီချော့မှာဆိုရင်လည်း delivery ရဲ့မျက်နှာကဒေါ်ရိုင်းနဲ့ပြည့်နေပြီးတော့နှဆိုးတကောင်ပုံစံဖြစ်နေတယ်ဆိုတာကိုလည်းမြင်ရမှာပါဒီရဲနှကောင်လုံးကတင်သေးမသေးဘူးဆိုရင်တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြန်ပြောဖို့အတွက်အချိန်တော်တော်ယူရမှာအမှန်ပါပဲ that's all for today guys အခု delivery series ကိုကြိုက်ကြမဲ့သူတွေအတွက် show က adapt လုပ်ထားတဲ့ game pay mayor ဖြစ်လာတဲ့ comic ကို2000ကျပ်တဲ့နဲ့ short ဈေးချပေးထားတာရှိပါတယ်အဲ့အတွက်ကြောင့်အမြန်ဆုံးလေး comment နဲ့ description မှာချပေးထားတဲ့ link တွေအနေနဲ့လာရောက်ဆက်တွေ့ဝယ်ယူပေးလို့ရတယ်ဆိုတဲ့အကြောင်းကိုပြောရင်းနဲ့ video လေးကိုကြိုက်ကြလို့ channel ကိုတိုက်ရိုက် support လုပ်ပေးခြင်းချရဲဆိုရင်တော့ video ရေးတက် လာတဲ့အခါ USVPN လေးခံပြီးကြည့်ပေးကြဖို့ရဲ့တက်လာတဲ့ကြော်ညာလေးတွေကိုစောင်းအောင်ကြည့်ပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်